ဇလေးတော်လိုင်းကြီးပဲအစ်စ်ကြီးရောက်ပြီလဲစကားစဘက်ကနေရွေးကောက်ပွဲပြီးသွားရင်တချို့တဝက်တော့လူတွေအဲသွားနိုင်တယ်စကားစအောက်သွားနိုင်တယ်ကျွန်တော်ကူပင်လဲလွန်ခဲ့သောနှစ်လလောက်ကနော်စကားစရွေးကောက်ပွဲမလုပ်ခင်ကပင် ကျွန်တော်ကိုအဲပြည်တွင်းကိုပြန်ဝင်ပြီးတော့အဲပူပေါင်းဆောင်ရွက်ပြီးအကြံကြံပေးဖို့တော့ကိုကျွန်တော်နှိုးဆော်တယ်ကျွန်တော်တော့ပြောလိုက်ပါလဲစဉ်းစားအောင်မယ်လို့ပြီးတော့ကျွန်တော်တို့ကသွားနေတာလူလူရဲ့စာနာနဲ့အညီသွားနေတာကျွန်တော်တို့ဒီအချိန်မှာလူလူက ဲစကားစားနဲ့ပူပေါင်းပါဆောင်းစကားစကားစားစကားမပါဗျာအခုစကားမပါစစ်ကောမရှင်စစ်ကောမရှင်ကနေပြီးအစိုးရတရားဖြစ်သွားလို့ရှိရှင်ငင်းငင်းရေယူကြပါလို့စိတ်ဝင်လာဘူးဘယ်တော့အခါမှစစ်မှန်သောငင်းငင်းရေဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါဘာလို့ဆိုတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေသမျှကာလနော်နောက်ချက်ဖွဲ့စည်းပုံအခြေခံဥပဒေရရှိနေတဲ့များကာလပတ်လုံးအဲ့နောက်ချက်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကသွားနေတဲ့များကာလပတ်လုံးကျွန်တော်တို့နိုင်ငံဘရောမလူရဝင်တော့မဟုတ်ဘူး။ဒါဆိုဒီနောက်ချက်ဖွဲ့စည်းပုံအခြေခံဥပဒေဒီတရုတ်စိတ်ကြရွေးဆွဲခဲ့တဲ့ဥပဒေဖြစ်တဲ့အဲ့ဥပဒေဒီတက်လာတဲ့များအစိုးရလုံးချင်တိုင်းလုံးလို့ရတဲ့မူဝါဒတွေပါတယ်။ ေချာလေးလာဖို့တော့လိုတယ်ကျွန်တော်အားရအားလို့ကျွန်တော်ဥပဒေအကြောင်းအရာနဲ့ချက်လက်တွေပြောပါမယ်အဲနောက်နောက်ကျွန်တော်လိုက်လွင့်တဲ့အခါကျရင်ရွေးကောက်ပွဲကိုဘယ်လိုနည်းနဲ့တိုက်ခတ်ရမလဲဆိုတဲ့ကိစ္စကိုကျွန်တော်ပြောပါမယ်အဲကျွန်တော်ရွေးကောက်ပွဲကိုနီးမျိုးစုံနဲ့တိုက်ခတ်တဲ့နေရာမှာကျွန်တော်တို့ကအဲငိမ့်ညမ်းစွာโอเคဟုတ်ပြီအဲ့ဒီကြာရင်တရွာနဲ့တရွာမသွားဘူးကွာငါတို့ရွာတွေကနေရွာပြင်မထွက်ဘူးကွာတော့ PTF တွေကလည်းဒီလိုပဲငါတို့ကတော့ဟိုတရွာနဲ့တရွာကိုရွာတွေကိုမထွက်ခိုင်းဘူးကွာရွာတွေကိုတလားတော့မင်းရွာလည်းငါမလာဘူးငါရွာလည်းမင်းမလာနဲ့ဆိုတာတစ်ဖက်လောက်ပေါ့ကွာအဲ့ရွေးကောက်ပွဲကလာတစ်ဖက်လောက်ကိုလူလူကအတန်တိတ်တပိတ်တွေလောက်ပါမယ် လိုအပ်လို့ရှိရင်လမ်းတွေဝလုံးတွေနဲ့ပိတ်တဲ့ပိတ်မဲ့တပ်ပင်းတွေလဲတဲ့လဲမဲ့လမ်းတွေမှာလူသွားလို့မရအောင်ကျွန်တော်တို့လုပ်တင်တော့ပါမယ်ကျွန်တော်တို့မှာလမ်းနဲ့မဲ့ဆန္ဒပြပိုင်ဝင်ရှိတယ်ကျွန်တော်တို့စာတန်းတွေရေးဆွဲတင်ရေးဆွဲရမယ်ဒါကကျွန်တော်တို့ရဲ့လောက်ကမဲ့အစင်တန်းအဲ့တော့ပြည်တွင်းမှာရှိတဲ့လူတွေကစကားစကားဒီဇင်ဘာလမှာပါဘာလို့ရွေးကောက်ပွဲလုပ်တာလဲဆိုရင်ပျော်ပွဲရှင်ပွဲတွေနဲ့အတူကျွန်တော်တို့ပြည်သူလူထုအပြစ်မဲ့တဲ့ပြည်သူလူထုကိုလမ်းပေါ်ဆွဲခေါ်ပြီးရုပ်ရင်းဆန်ကားဖြစ်အောင်လို့တမင်တသက်ဖန်တီးပြီးတော့လုပ်မဲ့ရွေးကောက်ပွဲဖြစ်တယ်။ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်။အဲ့တော့အားလုံးကျေးဇူးတင်တယ်။တခိုးတွေကိုလည်းသတိပေးမယ်။မင်းတို့လိန်နာတွေရက်ပါကျေးဇူးပြုရအောင်။ ီသူလူတို့အားနာပါပြည်တွင်းကလူတွေထမင်းကနေကြပြီမိသားစု၃ယောက်ရှိတဲ့အိမ်ကတလောက်၅သိန်းလောက်တော့မှမလောက်ချင်ကြဘူးပြည်ပမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ဝေဝဲကြုံတွေပဲပြောရမှာပါဗျာကျွန်တော်တို့မိကောင်းဖခင်သားသမီးတွေပြည်ပမှာသူများအလုပ်လုပ်ပြီးတော့ချွေးနဲ့စားတင်နဲ့လှူဒန်းနေတဲ့ပတ်စံတွေကိုမိမိကြီးထိုင်စားနေတဲ့လူတွေကိုလည်းသတိပေးခြင်းလဲမင်းတို့မချက်ဘူးလားလို့နော်အဲ့တော့လက်လေး၃ယောက်လေးထောင်လိုက်အရေးတော်ပုံအောင်အမ်းမီအော်လိုက်ကိုပြောချင်တာတွေပြောလိုက်ဟာမူဒီပေးတယ်ပြောလိုက်ပြည်သူလူထုမျှော်လင့်ချက်အမှားတွေပေးလိုက်တဲ့ကိစ္စကိုရတန်းရပါကျေးဇူးပြုပြီး ကိုထင်တာကိုပြောချင်တဲ့ကောင်လေးကိုလူစောက်ပြစ်တင်ဒီလူစောက်ပြစ်တင်ကိုကြည့်တော့ဗမာနေနေလဲဆိုရင်မဲဆောက်လို့ချင်းမိုင်လို့ဟာလာအမေရိကရောအော်စီရောမှာနေပြီးတော့ကိုထင်တာကိုပြောကိုလှုပ်ချင်တာကိုလိုမြေပြင်မှာဟိုရဲဘော်ကတော့အလှူခံရဖို့အတွက်ဟိုဟုတ်ရင်လဲဟုတ်တယ်လဲပါရင်ပါမယ်မဟုတ်တယ်လဲပါရင်ပါမယ်သူရဲ့စိတ်ခံစားချက်တွေလည်းရှိချင်ရှိနေပေါ့နော်အဲ့တော့အဲ့ဒါတွေကိုကောက်ယူပြီးတော့ဟိုလူအပြစ်တင်ဒီလူအပြစ်တင်တဲ့ကိစ္စတွေရှင်းလိုက်ပါနော်အချိန်တိုင်းဖားနေငါနဲ့ကွဲလာမှာအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရွေးကောက်ပွဲပြီးရင်စစ်ကောင်စီနဲ့ပူးပေါင်းသွားနိုင်တဲ့အုပ်စုတွေကိုနိုင်နိုင်အောင်ပြောလာသည်မို့ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ပါနေတဲ့အခင်းချင်းတွေမှာပြည်သူတွေအားလုံးကမျက်စိလဲလဲနေမှာအဲမှားကျင်လဲမှားနေမှာပေါ့နော်။ကျွန်တော်တို့ဒီဒီခုကျွန်တော်တို့12လပိုင်းမှာဆိုရင်12လပိုင်းမှာဆိုရင်ထူးခြားတဲ့အခြေအနေတစ်ခုကိုရောက်လာလိုက်မယ်။နော်ထူးခြားတဲ့အခြေအနေတစ်ခုကိုရောက်လာလိုက်မယ်။နော်မိရလည်းတားဖို့လို့ရတယ်ပါ။အဲထူးခြားတဲ့အခြေအနေတစ်ခုကိုရောက်လာတော့မယ်ဆိုတာကအဲကျွန်တော်တို့တိုင်းရင်းသားဒေသအချို့ပြည်နယ်တွေက အဲသူတို့လွတ်မြောက်ခွင့်ပေါ့နော်သူတို့ကတရားဝင်မှုကိုကျင်ညာမယ်အခုရခိုင်ဆိုလို့ရှိရင်အဲတိုက်ပြီးတော့မှကျင်ညာတာကျင်ညာမယ်ပုံစံပေါ့တချို့ပြည်နယ်တွေကတော့မတိုက်ဘဲနဲ့ကျင်ညာမယ်ကျွန်တော်ပြောတာကိုနည်းနည်းသဘောပေါက်မယ်လို့ယူဆပါတယ်အဲကျွန်တော်တို့တိုင်းရင်းသားဒေသတွေမှာကိုပိုင်နေမြေအဲကိုပိုင်ပြည်နယ်တွေအဲကိုပိုင်လွတ်လပ်ခွင့်တွေတည်ထောင်ဖို့အတွက်ကိုအဲဒီကျွန်တော်တို့ဒီစကားစရွေးကောက်ပွဲမတိုင်ခင်မှာအဲထူးခြားတာလေးတွေလာလိုက်မယ် နော်ဒါကျွန်တော်ကျူပြီးတော့နည်းနည်းမဆိတ်ပို့ပေးတာနော်အဲ့တော့ကျူပြီးတော့မဆိတ်ပို့ပေးတာဖြစ်တဲ့အတွက်အဲကြိုးပြီးတော့မဆိတ်ပို့ပေးတာဖြစ်တဲ့အတွက်တချို့ကလည်းကျွန်တော်ကိုမေးကြမယ်ကျွန်တော်ဒီတော်လိုင်းအဲကြာနေတဲ့အကြောင်းချင်းတွေအဲယနေ့တော်လိုင်းကနောက်ထပ်အဲထပ်ကြာနိုင်တဲ့အခြေအနေပေါ့ဒါတွေကိုကျွန်တော်တို့ကကြိုမြင်တယ်ကြိုလည်းသိနေတယ်အများနဲ့ကျွန်တော်ပြောခဲ့တယ်နိုင်ငံရေးလှုပ်ချမှုတွေခြေထိုးမှုတွေတယောက်နဲ့တယောက်နဲ့ဖော်ခဲ့တဲ့ကိစ္စတွေဖော်မဲ့ကိစ္စတွေသူတို့ချင်းချင်းကြားမှာရှိရပြဿနာတွေတပုံကြီးလာအောင်ပါ အဲ့တော့ဘုံကြီးလာအောင်ပါအဲ့တော့ကျွန်တော်တို့တချို့ကလည်းမေးတယ်အဲမင်းတို့ဘာလုပ်နေလဲပေါ့တချို့ကကြတော့လည်းပြောတယ်အမင်းဘာမှမလုပ်ပဲနဲ့ပေါ့ကျွန်တော်တို့ဘာလုပ်ချင်းမလုပ်ချင်းကျွန်တော်တို့ဘယ်လိုနေထိုင်ချင်းမနေနိုင်ချင်းကအဓိကမကြောက်ဘူးပြည်သူလူထုမညံ့မှုတော့ကျွန်တော်တို့ကအများနဲ့ကြောကြနေရချင်းဖြစ်တယ်အဲ့တော့ဆက်ဖြစ်လာမယ့်အခြေအနေတွေဘာဖြစ်မလဲကျွန်တော်တို့ရွေးကောက်ပွဲပိတ်ဆောက်ဘူးအဲကျွန်တော်တို့ကစဉ်းစားတယ်အဲကျွန်တော်တို့သက်ဆိုင်ရာထိ ंछ ုပ်နေမြေတွေမှာရှိနေတဲ့ခြေရွာတွေအားလုံးအဲ့ရတဲ့နီးစက်တဲ့လူတွေအားလုံး ဒီဇင်ဘာလမှာရွေးပြီးတော့ရွေးကောက်ပွဲကိုစကားစအခုကစကားမှဖြစ်ပါပြီဗောစစ်ကော်မရှင်။ဒါဖြစ်လို့ရွေးချယ်ပြီးလုပ်လဲဆိုရင်ကျွန်တော်တို့ဒီသတင်းကျွတ်ပြီးစီရင်တထောင်ဒီဆောင်နိုင်ဗောနော်ဗမာလူစုဒီဆောင်နိုင်။အဲစက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာဗောဘာလေးပါလို့ခေါ်တယ်။အဲဘာလေးပါဆိုတာမြန်မာနိုင်ငံမှာဖြစ်နေတဲ့စီရေးနိုင်ငံရေးပြည်ပခါတွေအများနဲ့ဖြစ်တဲ့လာရသည်ဖြစ်တယ်။အဲတော့ကျွန်တော်တို့ပြောတော့ခဲ့တယ်လို့ပဲ။ eBay ပထမအပတ်ဒီကျွန်တော်တို့ကစောက်ကြည့်ပါဆိုတာအဲ့တော့ပြောတာပါ။နောက်ပြည်သူတွေအားမငယ်ဖို့အမြေပြင်ကိုတိုက်ရိုက်လှူဖို့အမြေပြင်နဲ့တိုက်ရိုက်ထိတွေ့နိုင်ဖို့အမှန်တန်ရေးကြည့်ပါလား။ ဒီအချိန်မှာပို့ပြီးတော့အရေးကြီးတယ်2021ကထက်ပို့ပြီးအရေးကြီးတဲ့အခန်းကဏ္ဍကိုရောက်လာပြီအဲ့တော့ဒီဇင်ဘာလမှာဘာဖြစ်လို့ရွေးကောက်ပွဲကိုလှုပ်လဲဆိုလို့ရှိရင်ဒီဇင်ဘာလကသူတို့ရဲ့လူလူလမ်းလျှောက်ပွဲတွေအဲလူလူလမ်းလျှောက်ပွဲတွေအဲသူတို့လှုပ်မယ်အဲသူတို့အားစကားပွဲတွေလှုပ်မယ်လူလူကိုစီကားအောင်လမ်းပေါ်ကိုခေါ်တင်မယ်အဲကြောင့်ကျွန်တော်လိုက်လွင့်နေနော်โอเคโอเคတောင်းနေပြန်ခေါ်မယ်နော် ဲ့တော့ကျွန်တော်တို့ဒီလူထုတွေကိုလှည့်စားမှုစီမံချက်လို့ခေါ်တယ်စီရေးရောနိုင်ငံရေးရောဒါလှည့်စားမှုစီမံချက်ထဲမှာပါတဲ့စီမံချက်နဲ့စကားစကားနေပြီးတော့ရွေးကောက်ပွဲရွေးလို့တာအဲ့လောက်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုပြည်တွင်းမှာရှိတဲ့ပြည်သူလူထုကဘာကိုသတိထားရမလဲဆိုတော့ဘာကိုသတိထားရမလဲဆိုတော့အဲ့တော့ဘာကိုသတိထားရမလဲဆိုတော့အဓိကကျွန်တော်တို့ကလူထုစီကားတဲ့နေရာတွေကိုကျွန်တော်တို့ကမသွားဘူး ပြီးတော့အဲ့ဒီရွေးကောက်ပွဲကိုဘယ်လိုစတင်ရမလဲဆိုတဲ့ကိစ္စရွေးကြောက်ရွေးကောက်ပွဲစတင်ရလို့လည်းလေအဲကျွန်တော်တို့ဒီဘက်မှာအဲတိုင်းသားတွေဘက်မှာအပြော့လိုင်းတွေအမာလိုင်းတွေတွားတာရှိတယ်အဲ့ဒီမှာရွှေရွှေထွေးထွေးနဲ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေလည်းရှိတယ်အဲတချို့တွေကတော့အမြင်ပဲအဲဟိုလူတွေကတော့ဘယ်လိုဖြစ်လဲဒီလူတွေကဘယ်လိုဖြစ်လဲကျွန်တော်တို့မှာအားနဲ့ချက်အားသာချက်ဆိုတာရှိတယ်တချို့နေရာတွေမှာကျွန်တော်တို့ကရန်သူနှစ်ဖက်မွေးလို့မရတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ကအလျှော်ပေးဆက်ဆံရတာရှိတယ်ဒါပေမဲ့ဒီဒီဒီလက်ရှိရှိနေတဲ့စနစ်ဆိုးအောက်ကကျွန်တော်တို့ရုံထွက်ဖို့ဆိုရင်ကျွန်တော်တို့စိတ်ရှိဖို့လိုတယ် ျွန်တော်ပြောတဲ့တော်လန်ကြီးကတမာတိအားကောင်းတယ်စိတ်ရှိမှရမယ်ဆိုတဲ့ဟာကိုကျွန်တော်အများနဲ့ပြောလို့ရှိတယ်အဲ့တော့ကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေကိုလော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 နဲ့လုပ်တဲ့ကိစ္စမှာအာကျွန်တော်တို့မှားခဲ့ပြီးပါပြီအများကြီးလက်ရှိကျွန်တော်တို့ဒီ UNG အစိုးရလက်ရှိဖြစ်ပေါ်နေတဲ့အချက်တွေကဘာလဲဆိုတော့နိုင်ငံရေးတိုက်ခါမဲ့မှုနဲ့နိုင်ငံရေးကိုတိစမရှိမှုကြောင့်ယနေ့ကာလမှာအခက်အခဲချက်တွေကိုရောက်နေတာအဲ့သူတို့ရှိမှနိုင်ငံရေးမှုနိုင်ငံရေးဆန်နိုင်ငံရေးဆန်နှုံအတိုင်းကိုသူတို့ လိုက်နာနိုင်မှုလုံဆောင်နိုင်မှုအတွက်သူတို့မှာလုံးဝကိုအင်အားမရှိတဲ့ပြဿနာဖြစ်နေတယ်။အဲတော့သူတို့ကကချင်ဘက်မှာလည်းဆွေးနွေးလိုက်၊ကရင်ဘက်မှာဆွေးနွေးလိုက်တချို့ကျွန်တော်တို့ကတော့ဒီတောင်ပိုင်းမှာနေတဲ့ခါကျတော့တောင်ပိုင်းမှာတချို့ဆွဆွဲတာရှိတယ်။တခိုးတွေကိုလက်သက်ခံမလားဘာလားညာလားပေါ့။အဲတော့ကျွန်တော်တို့က UNG နဲ့နိုင်ငံရေးအရာဆွေးနွေးတာစစ်ရေးအရာဆွေးနွေးတာမဟုတ်ဘူး။ကျွန်တော်တို့က MOD မှာရှိနေတဲ့ PDF တွေနဲ့ PDF ခေါင်းဆောင်ပိုင်းတွေနဲ့စစ်ရေးအရာဆွေးနွေးတာနိုင်ငံရေးအရာဆွေးနွေးတာမဟုတ်ဘူး။ကျွန်တော်တို့ကစစ်ရေးနဲ့နိုင်ငံရေးကိုတချို့ရောချနေကြတယ်ကျွန်တော်တို့တွေ့ရတယ်။ ဲ့တော့စီးရေးဆိုတာဘယ်လိုဟာလဲနိုင်ငံရေးဆိုတာဘယ်လိုဟာလဲဆိုတော့လေကျွန်တော်တို့ပြည်သူတွေကထိုက်တဲ့လောက်နားလဲတိထားဖို့တော့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့တော့ပြည်သူတာအဓိကဆိုတာဘာကြောက်ပြောရလဲဆိုတော့ဒီစကားစားရဲ့ရွေးကောက်ပွဲပြီးသွားရင်စကားစားရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ပါဘာလို့လဲဆိုတော့ဒီဇင်ဘာကာလမှာအចောင်းပိတ်ရာတီရောက်မဲ့အချိန်အားစကားပွဲတွေစာတင်ကျောင်းတွေမှာအားစကားပွဲတွေလုပ်မယ်လမ်းပေါ်မှာလူလူလမ်းလျှောက်ပွဲတွေလုပ်မယ်ရက်ွက်ထဲမှာစီကောင်းကိုလုပ်မယ်အဲ့တော့အဲ့ဒီကိစ္စတွေကိုသူကရွေးချယ်ပြီးတော့လုပ်နေတဲ့ပြဿနာတွေဆိုတော့ကျွန်တော်တို့ပြည်သူလူထုကလည်းမအားဘူးအရေးကြီးတယ် ကျွန်တော်တို့တွေကအကြောက်တရားတွေနဲ့တအိမ်တယောက်မဖြစ်မနေရထွက်ခါမယ်တအိမ်တယောက်မဖြစ်မနေသွားရမယ်ဆိုတဲ့ကိစ္စကြီးပေါ်လာပြီဆိုရင်ကျွန်တော်တို့မှရွေးချယ်မှုခက်ခဲအောင်စကားဆဘကလောက်ထားတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာရှိနေတဲ့ထောင်ပေါင်း58000ရှိတယ်။58000မှာကျွန်တော်တို့လူဦးရေစန့်ဝင်ဦးရေကအဲကျွန်တော်တို့3သိန်း2000လောက်ပဲစန့်လို့ရတယ်။အဲ3သိန်း2000ဆိုတော့အပြည့်အဝစန့်လို့မရတဲ့နေရာမျိုးတချို့အိမ်စိန်ထောင်ဆိုလို့ရှိရင်အဲ1000လောက်ပေါ့နော်။ အခုတော့တသောင်းလောက်ထားတယ်အမှန်မှန်စောင့်ဝင်ဥရ9000ကျော်ပဲအဲ့တော့ကာကြီးထောင်မြန်မာနိုင်ငံဘူအောက်မှာဒီဘူအချင်းထောင်ဘူအချင်းထောင်မှာ9000နဲ့800လောက်ပဲလက်ခံတဲ့ထောင်မှာတသောင်းလောက်ထားလာတယ်အဲ့တော့ကျွန်တော်တို့ကဒီလိုဘူထောင်မှာတော့မှဟိုတောင်းနဲ့ချီပြီးတော့ကြော်ပြီးတော့ထားတယ်ဆိုတော့ကျွန်တော်တို့ပြန်စဉ်းစားရမှာက98000ဆိုလို့ရှိရင်ကျွန်တော်တို့က9သိမ်းပဲထားအောင်မြန်မာနိုင်ငံမှာလူကြီးတသန်းလောက်မဆက်ပါဘူးအဲ့တော့ပြည်သူလူထုကလည်းရဲရဲရင်းရင်းနဲ့ရင်ဆိုင်တက်ဖို့တော့အမှန်တမ်းရေးကြည့်တယ်တမိုင်းတရားခံဆိုတာကစကားဆားရဲ့ရွေးကောက်ပွဲအကြီးအကဲဖြစ်နေတယ်ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်အခုလက်ရှိပြောချင်တာက အဲတောင်ပိုင်းမှာဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကစီးရေးနိုင်ငံရေးကိုကျွန်တော်တို့ကခွဲခြားသိမြင်တတ်ဖို့လိုတယ်အဲကျွန်တော်တို့မှာအစစ်အမဖြစ်သေးတဲ့အချိန်မှာကျွန်တော်တို့မှာရန်သူနှစ်ပေါင်း80အဲကျွန်တော်တို့ကိုအုပ်ချုပ်လာတဲ့ရန်သူကမျိုးမျိုးစုံပြည်ရဲ့မျိုးစုံတန်တမာမျိုးစုံနဲ့ထိုးနေတာရှိတယ်အဲတော့ကျွန်တော်တို့အဓိကကအဲဒီလက်ရှိသွားနေတဲ့စီးရေးနိုင်ငံရေးကိုတချို့ကကျွန်တော်တို့မေးတာတွေအများကြီးမေးတယ်ဒါတွေဘယ်လိုဖြစ်သွားတာလဲ BGR တွေ PC တွေအဲ DGB တွေကဘယ်လိုဖြစ်လို့ပေါင်းသွားတာလဲကျွန်တော်ပြောပြမယ်တာဝန်ခံအဆင့်နဲ့အုပ်ချုပ်သူအဆင့်ဆိုတာတော့နားလည်လို့လေတာဝန်ခံအဆင့်လောက်နဲ့လက်မှတ်ထိုးလိုက်တဲ့ကိစ္စမှာ အဲကျွန်တော်တို့ကဆုံးမပြောသူဟိုရက်ွက်တစ်ခုမှာဗျာဟိုယာယီမှုကလက်မှတ်ထိုးလိုက်တဲ့ကိစ္စကဥက္ကရာမပြီးဘူးဗျာဥက္ကရာမှာညှိမှိုင်ခွင့်ရှိတယ်ဥက္ကရာကလက်မှတ်ထိုးလိုက်ရင်လည်းယာယီမှုကလိုက်နာစရာမလိုဘူးအဲကျွန်တော်ပြောတဲ့အကြမ်းပြင်းပေါ့နော်ဆုံးမပြောသူတို့ယာယီမှုအစ်လောက်ကလက်မှတ်ထိုးလိုက်တဲ့ကိစ္စကိုကျွန်တော်တို့ဥက္ကရာတိသွားပြီးဆဲနေတဲ့လူတွေရှိတယ်ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ယာယီမှုနဲ့ဥက္ကရာဆိုတာကိုလည်းခွဲတက်ဖို့လိုတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကယာယီမှုသဘောတူလိုက်တဲ့ကိစ္စကိုဒါအခုကက ယာယီမှုသဘောတူတာမဟုတ်စေရင်ကောင်းသဘောတူတဲ့အဆင်မရှိတယ်။စေရင်ကောင်းသဘောတူလိုက်တဲ့ကိစ္စကိုယာယီမှုကရောဥက္ကဋ္ဌကရောညှိမှိုင်မှုရှိတယ်။ဒါကိုကျွန်တော်တို့ကဂျီဘူးအားဖြင့်အကြမ်းမြင်နိုင်ငံရေးအရာရောစီရေးအရာရောသိဖို့လိုရတယ်။ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့စီရေးပဋိပက္ခနိုင်ငံရေးပဋိပက္ခနိုင်ငံရေးပဋိပက္ခကနေပြီးတော့တော်လန်ရေးအဆင့်ရေချိန်မြင့်လာပြီးတော့စီရေးပဋိပက္ခအခြေအနေတွေကိုရောက်လာပြီ။အဲ့တော့တော်လန်ရေးနိုင်ငံရေးစီရေးပဋိပက္ခဖြစ်နေတဲ့၃မျိုး၃မျိုးပေါ့နော်၃ပွင့်ဆိုင်ကစီရေးရဲ့နိုင်ငံရေးရဲ့တော်လန်ရေးစီရေးနဲ့နိုင်ငံရေးနဲ့တော်လန်ရေးဆိုတာလည်းမတူညီပါဘူး။ တော့မတူညီပါဘူးတော်လန်ရေးဆိုတာကအထိပ္ပယ်ရှိတယ်စီရေးဆိုတာကအထိပ္ပယ်ရှိတယ်အထိပ္ပယ်ကမတူဘူးစီရေးဆိုတဲ့နေရာမှာငင်းငင်းရေးယူလို့ရတယ်တော်လန်ရေးဆိုတဲ့နေရာမှာငင်းငင်းရေးယူလို့မရဘူးကျွန်တော်တို့ကတော်လန်ရေးလုပ်နေတာလားစီရေးလုပ်နေတာလားပါစစ်တိုက်နေတာပဲဆိုတာစီရေးလို့တက်လို့မရဘူးကျွန်တော်တို့ကပြည်သူလူထုအလုံးစုံစနစ်ဆိုးအောက်ကလုံမြောက်ဖို့အတွက်စစ်အာဏာရှင်စနစ်ဆောင်ရပြောလို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့မကြိုက်ဘူးမကြိုက်လို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲစကားစကားပဲလှုပ်ပေးလှုပ်ပေး UNG ကပဲလှုပ်ပေးလှုပ်ပေးစစ်မှန်တဲ့မူတော့ရှိရမယ် စစ်မှန်တဲ့မူတော့ရှိရမယ်ကျွန်တော်တို့ပြည်သူလူထုကလည်းအဲ့တော့ဒီကျွန်တော်တို့ကလည်းဒီအဲ့ဒီမူတွေကိုနားလည်မှသာလဲကျွန်တော်တို့ကတိမှသာလဲကျွန်တော်တို့ကဝေဖန်အပြစ်တင်ဆောလို့ရမယ်အဲ့ကျွန်တော်ပြည်သူလူထုကိုအဲကျွန်တော်တို့ကစကားပြောတဲ့နေရာမှာအဲဘာလို့ထိမ်းပြီးပြောနေတာလဲတချို့ကလည်းကျွန်တော်တို့ပြောတော့တခိုးမှအကြောင်းပေါ်ပါလားဟိုဟိုအကြောင်းပေါ်ပါလားကျွန်တော်ဟိုအောက်မှာကျွန်တော်အမြင်နဲ့ပြိတ်ခံရတယ်နော်ကျွန်တော်ဗမာလူနန်းနန်းအောင်အောက်မှာအမြင်နဲ့ပြိတ်ခံရတယ်ဘာလို့ပြိတ်ခံရလဲဆိုတော့ကျွန်တော်နန်းနန်းအောင်ဆိုတဲ့နာမည်နဲ့ Facebook မှာတော့မှာ တုံတုံစာရေးလို့မရဘူးကျွန်တော်ဟိုဘက်ကအကောင့်အကြီး6လပိတ်ခံထားတဲ့အကောင့်ကြီးဆိုအဲ့ဒီထဲမှာ NUG မှာရော NLD မှာရောနိုင်ငံတကာမှာရောစာပေဂီတမှာရောအကုန်လုံးတကယ်ကိုလူပုဂ္ဂိုလ်တွေအများကြီးပါ6လပိတ်ခံရတယ်။ဘာကြောင့်လဲဆိုတော့အမှန်တရားကိုပြောရင်ဒီနိုင်ငံမှာပြောလို့မရဘူး။အမှန်တရားကိုပြောရင်ဒီနိုင်ငံမှာကြောက်နေရတယ်။ဒီဘက်မှာရှိတဲ့လူတွေမိုးကုတ်တွင်စစ်တပ်ဘုံကျဲမှုကြောင့်အမျိုးသားတအုပ်တည်ဆုံး တအောင်းမျိုးသားလူမျိုးရေးတက်မတော် TNLA ထိန်းချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုန်းမြို့အနောက်ပိုင်းရေထွက်ကြီးကျေးရွာကိုစစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတယောက်သေဆုံးခဲ့တယ်လို့ TNLA ကဒီကနေ့အောက်တိုဘာ၁ရက်မှာထုတ်ပြန်ပါတယ်။ ရေထွက်ကြီးကျေးရွာကိုဒီနေ့မနက်ပိုင်းမှာစစ်တပ်ကလေကြောင်းကနေပေါင်250ဆုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသားတယောက်သေဆုံးခဲ့ရတယ်လို့နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒါအပြင်စက်တင်ဘာ28ရက်ကလည်းကြောင်မဲမြို့နယ်နန်စော့ကြီးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကလေကြောင်းနဲ့လက်နက်ကြီးတွေပစ်ခတ်တိုက်ခတ်ခဲ့တာကြောင့်အမျိုးသားတယောက်ထိမှန်ဒဏ်ရာရရှိခဲ့သေးတယ်လို့လည်း TNAA ကဆိုပါတယ်။ စတင်ပါလာထဲမှာစစ်တပ်ကကြောင်မဲမြို့နယ်ကို6ကြိမ်တီပေါ်မြို့နယ်ကို2ကြိမ်မိုးကုတ်မြို့နယ်ကို2ကြိမ်နဲ့မိုင်းလုံးမြို့နယ်ကို2ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ဒီကလည်းမဲဆောက်လောက်ကနေနေပြီးတော့ဟိုလိုလုလိုက်ပါလားဒီလိုလုလိုက်ပါလားခင်ဗျားတို့ပြောကြတယ်။ကျွန်တော်တခါကျစဉ်းစားတယ်။ခင်ဗျားတို့မူဝါဒတွေရေးဆွဲတယ်အဲ အဲ့တော့တခါတကြရင်ခင်ဗျားတို့ဒီပြည်ပမှာနေပြီးတော့တော်လန်ရေးမှာယနေ့တော်လန်ရေးကိုကြည့်တယ်ပေါ်ပူလာဖြစ်ချင်တဲ့လူကများရတယ်ကအဟိုအကြောင်းတရားအခြေအနေတခုကိုသိချာမသုံးတဘူးအဲ့တော့ဟိုဟိုကိစ္စတခုကမပြီးသေးဘူးဖြစ်ချင်တဲ့စိတ်ကများနေတယ်အဖြစ်တင်စောကြတယ်ပေါ့ကျွန်တော်တို့ကဖားစရာလည်းအကြောင်းမရှိသေးဘူးကားစရာလည်းအကြောင်းမရှိဘူးကျွန်တော်တို့သွားရမယ်ရန်သူကမိမလို့မိမရမိမချင်းမိမချင်းဟာလာနှစ်ပေါင်း80လောက်ကျွန်တော်တို့ပုံမှာနီးမျိုးစုံနဲ့ကလင်ကချစ်ကြပြီးတော့လှုပ်ချင်တယ်လှုပ်ခဲ့တဲ့လူတွေလေဒီအားတွေကိုကျွန်တော်တို့ကတက်တက်ကြီးသွားတွေ့ရင်အပြော့ကိုအပြော့နဲ့တိုက်လို့မရအောင်လုံသွားတယ်အပြော့ကို အမာနဲ့တိုက်ကြတယ်အမာကအပြော့နဲ့တိုက်ကြတယ်အဲ့ဒီဥစ္စာကစီးရေးနိုင်ငံကြီးမှာတုံးရတဲ့မဟာဗျူဟာကြကြစဉ်းစားတွေးခေါ်ရတဲ့တုံးတော့ရတဲ့တုံးတော့ဖြစ်တယ်ဒါကိုကျွန်တော်မိဘပြည်သူတွေထိုက်တင်လာတော့နားလေတာဘူးလို့လုပ်တယ်ကျွန်တော်ပြောချင်တယ်တခိုးတွေရဲ့အကြောင်းကိုကျွန်တော်စာပြောခဲ့ပြီးပြီအဲ့ပြီးတော့အုပ်ချုပ်မှုရန်တရားမှမှန်ကန်တဲ့လူတွေကိုကျွန်တော်ပြောခဲ့ပြီးသွားပြီကျွန်တော်မှပြောစရာကကျွန်တော်တို့ရဲ့တိုင်းသားပြည်သူလူထုပဲရှိတယ်ပြည်သူလူထုတွေသဘောပေါက်နားလည်လွယ်မဲ့စကားကိုပဲကျွန်တော်ရွေးပြောမယ်အဲနောက်ဆိုရှင်ကျွန်တော်ဥပမေဥပမာရတယ်ပြောပြမယ်အဲ့တော့ဇလိတော်လန်ကြီးပဲအစ်စ်တီရောက်ပြီလေစကားစဘက်ကနေရွေးကောက်ပွဲပြီးသွားရင် တချို့တော့ဝတ်တော့လူတွေအဲသွားနိုင်တယ်စကားစားအောက်သွားနိုင်တယ်ကျွန်တော်ကဘယ်လဲလွန်ခဲ့တော့2လလောက်ကတော့စကားစားဂျူးကောက်ပွဲမလုပ်ခင်ကပင်ကျွန်တော်ကိုအဲပြည်တွင်းကိုပြန်ဝင်ပြီးတော့အဲပူပေါင်းဆောင်ရွက်ပြီးအကြံဉာဏ်ပေးဖို့တော့ကျွန်တော်နှိုးဆော်တယ်ကျွန်တော်တော့ပြောလိုက်ပါလေစဉ်းစားအောင်မယ်လို့ပြီးတော့ကျွန်တော်တို့ကသွားနေတာလူလူရဲ့ဆန္ဒနဲ့အညီသွားနေတာကျွန်တော်တို့ဒီအချိန်မှာလူလူကအဲစကားစားနဲ့ပူပေါင်းမှာ ဆောင်းစကားစကားစကားမှာပေါ့ဗျာအခုစကားမှာပေါ့စစ်ကောမရှင်စစ်ကောမရှင်ကနေပြီးအစိုးရတရားဖြစ်သွားလို့ရှိလို့ရှင်ငင်းငင်းရေးယူကြပါဆုံးစိတ်ဝင်စားဘူးဘယ်တော့အခါမှစစ်မှန်သောငင်းငင်းရေးဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါဘာလို့ဆိုတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေသမျှကာလနော်နှစ်နောက်ချစ်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုရှိနေသမျှကာလပတ်လုံးအဲ့နှစ်နောက်ချစ်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကသွားနေသမျှကာလပတ်လုံးကျွန်တော်တို့နိုင်ငံဘရောမှလူရောက်ဝင်တော့မဟုတ်ဘူး။ဒါဆိုတော့ဒီနှစ်နောက်ချစ်ဖွဲ့စည်းပုံအခြေခံဥပဒေဒီတရုတ်စိတ်ကြိုက်ရွေးဆွဲခဲ့တဲ့ဥပဒေဖြစ်တဲ့အဲ့ဒီဥပဒေဒီတက်လာသမျှအစိုးရလုံးချိန်တိုင်းလုံးလို့ရတဲ့မူဝါဒတွေပါတယ်။ ေချာလေးလာဖို့တော့လိုတယ်ကျွန်တော်အားအားလို့ကျွန်တော်ဥပဒေအကြောင်းအရာနဲ့ချက်လက်တွေပြောပါမယ်အဲနောက်နောက်ကျွန်တော်လိုက်လွင့်တဲ့ခါကျရင်ရွေးကောက်ပွဲကိုဘယ်လိုနည်းနဲ့တိုက်ဖြတ်ရမလဲဆိုတဲ့ကိစ္စကိုကျွန်တော်ပြောပါမယ်အဲကျွန်တော်ရွေးကောက်ပွဲကိုနီးမျိုးစုံနဲ့တိုက်ခတ်တဲ့နေရာမှာကျွန်တော်တို့ကအဲငိမ့်ချမ်းစွာโอเคဟုတ်ပြီအဲ့ဒီကြရင်တရွာနဲ့တရွာကိုမတွားဘူးကွာငါတို့ရွာတွေကနေရွာပြင်ကိုမထွက်ဘူးကွာတော့ PTA တွေကလည်းဒီလိုပဲငါတို့ကတော့ဟိုတရွာနဲ့တရွာကိုရွာတွေကိုမထွက်ခိုင်းဘူးကွာရွာတွေကိုတလားတော့မင်းရွာလည်းငါမလာဘူးငါရွာလည်းမင်းမလာနဲ့ဆိုတာတစ်ဖက်လောက်ပေါ့ကွာအဲ့ရွေးကောက်ပွဲကလာတစ်ဖက်လောက်ကိုလူလူကအတန်တိတ်တပိတ်တွေလောက်ပါမယ် လိုအပ်လို့ရှိရင်လမ်းတွေဝလုံးတွေနဲ့ပိတ်တဲ့ပိတ်မဲ့တပ်ပင်းတွေလဲတဲ့လဲမဲ့လမ်းတွေမှာလူသွားလို့မရအောင်ကျွန်တော်တို့လုတ်တဲ့လောက်ရမယ်ကျွန်တော်တို့မှာလမ်းထဲမှာဆန္ဒပြပိုင်ဝင်ရှိတယ်ကျွန်တော်တို့စာတန်းတွေရေးဆွဲတဲ့ရေးဆွဲရမယ်ဒါကကျွန်တော်တို့ရဲ့လောက်ရမယ်အစင်တန်းအဲ့တော့ပြည်တွင်းမှာရှိတဲ့လူတွေကစကားစကားဒီဇင်ဘာလမှာပါဘာလို့ရွေးကောက်ပွဲလောက်လာလဲဆိုရင်ပျော်ပွဲရှင်ပွဲတွေနဲ့အတူကျွန်တော်တို့ပြည်သူလူထုအပြစ်မဲ့တဲ့ပြည်သူလူထုကိုလမ်းပေါ်ဆွဲခေါ်ပြီးရုပ်ရင်းဆန်ကားဖြစ်အောင်လို့တမင်တသက်ဖန်တီးပြီးတော့လုပ်မဲ့ရွေးကောက်ပွဲဖြစ်တယ်ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်အဲ့တော့အားလုံးကျေးဇူးတင်တယ်တခိုးတွေကိုလည်းတတိပေးမယ်မင်းတို့လိန်နာရရပါကျေးဇူးပြုရအောင် ပြည်သူလူထုအားနာပါပြည်တွင်းကလူတွေထမင်းငန်းနေကြပြီမိသားစု၃ယောက်ရှိတဲ့အိမ်ကတလောက်၅သိန်းလောက်တော့မှမလောက်ချင်ကြဘူးပြည်ပမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ဝေဝဲကြုံတွေပဲပြောရမှာပါဗျာကျွန်တော်တို့မိကောင်းဖခင်သားသမီးတွေပြည်ပမှာသူများအလုပ်လုပ်ပြီးတော့ချွေးနဲ့စားတဲ့နဲ့လှူဒန်းနေတဲ့ပတ်စံတွေကိုမိမိကြီးထိုင်စားနေတဲ့လူတွေကိုလည်းသတိပေးခြင်းလဲမင်းတို့မချက်ဘူးလားလို့နော်အဲ့တော့လက်လေး၃ယောက်လေးထောင်လိုက်အရေးတော်ပုံအောင်အမ်းမီအော်လိုက်ကိုပြောချင်တာတွေပြောလိုက်ဟာမူဒီပေးတယ်ပြောလိုက် ပြည်သူလူထုမျှော်လင့်ချက်အမှားတွေပေးလိုက်တဲ့ကိစ္စကိုရတနာရပါကျေးဇူးပြုပြီးတော့ပြီးတော့ပြည်သူမှရှိနေတဲ့ကျွန်တော်တို့တက်ကြွလှူရှားသူတွေနိုင်ငံရေးသမားတွေအဲကျွန်တော်တို့ကျွန်တော်တို့ဒီနော်ဒီ NLD အစိုးရလက်ထက် NLD ခေတ်ခေတ်မှာကျွန်တော်တို့ကပုံကူအညိုတေပါတီအညိုတေတွေနဲ့ဖြစ်ခဲ့တဲ့ပြဿနာတွေမှာဒါကပြည်သူလူထုနဲ့မဆိုင်ဘူးဆိုတာကိုကျွန်တော်အရင်ဆုံးပြောချင်တယ်အဲ့ဒီတက်ပတ်သက်ပြီးတော့ကျွန်တော်တို့ကစကားစားဘက်ကိုတိုင်းပြည်ကတော့ပြည့်စည်တော့မှာပဲငါတို့ကဒီလိုကဲမရမယ်ဆိုတော့လူဘိန်းအတွေးတွေမတွေးဘူးလေမြေတားရခန့်လေကျေးဇူးပြုပြီးတော့ခင်ဗျားတို့ရဲ့လုံရက်တွေကဒါတမိုင်းသက်တွေကဒီချိန်မှာတော်လိုင်းအဆဆိုတာကိုမှတ်ထားပါ เนาะအဲ့တော့ဘာသာမတူလူမျိုးမတူတဲ့လူတွေလည်းအဲကိုကိုကိုပြန်ပြီးတော့တုံ့တန်ကြပါငါတို့ကဘာအတွက်အသက်ရှင်နေတာလဲဆိုတာကျွန်တော်တို့မှာဂုံတိတ်ခါရှိတယ်ကျွန်တော်တို့မှာလူကုံတိတ်ခိတ်တိတ်ခါရှိတယ်ကျွန်တော်တို့လူကုံတိတ်ခါဆိုတဲ့နေရာမှာကျွန်တော်တို့တိုင်းပြည်တစ်ပြည်ရဲ့လူကုံတိတ်ခါကကမ္ဘာအလယ်မှာဘယ်လောက်ထိမျက်နှာငယ်နေရလဲဆိုတာကိုပြည်ပကလူတွေပူတည်တယ်ပြည်ပမှာနေနေတဲ့အခုလက်ရှိထိုင်းတို့မလေးရှားတို့စင်ကာပူတို့ဟာလာတောင်ကိုရီးယားတို့ ဟိုကဂျပန်တို့မှာရှိနေတဲ့လူတွေပိုသေးတယ်။သူများမလုပ်ချင်တဲ့အလုပ်တွေကျွန်တော်တို့လုပ်နေရတယ်။ကျွန်တော်တို့ညီကိုမောင်မတွေလူကုန်တိတ်ခါတွေရောင်းစားခံနေရတယ်။အဲ့တော့လူကုန်တိတ်ခါတွေကိုငဲကြပါမင်းတို့တခိုးတွေအုပ်စုရောပြည်ပမှာရှိတဲ့စားကားစားနဲ့ပေါင်းပြီးရွေးကောက်ပွဲဝင်မဲ့လူတွေရောကျွန်တော်အနေနဲ့အသတိပေးပြောချင်တယ်။ကျွန်တော်တို့ကတမိုင်းရေးနေတာ။အမှန်တရားကိုရှာနေတာ။အမှန်တရားဆိုတာငွေနဲ့ပေးလို့မရဘူး။ပြည်သူလူထုကဆုံးဖြတ်မှရတာ။ပြည်သူလူထုကလည်းမညံ့ကြဘူး။ပြည်သူလူထုကလည်းလေးလာကြဘူး။ကျွန်တော်အနေနဲ့တိုက်တွန်းချင်တယ်။အဲဟိုလူတွေကလိုက်ပြောလိုက်တယ်ဘာလို့ပြောလို့ပြောမှမသိ။ဒီလူတွေကပြောလိုက်တယ်ဘာလို့နားတွေလိုက်ရောက်ပြီးတော့ပြောနေတဲ့စကားတွေလည်းကြကြတာနော်ခင်ဗျားတို့ တိတ်ပြီးတော့နိုင်ငံရေးမှာဆရာကြတယ်ဆိုရင်ကျွန်တော်ဆွေးနွေးခြင်းတယ်လူတိုင်းဖိတ်ခေါ်ပါတယ်အဲ Facebook ပေါ်မှာ10လီလား17လီလားเนาะအားလုံးဖိတ်ခေါ်တယ်တိတ်ပြီးတော့နိုင်ငံရေးအရတိတ်နားလဲတယ်ဥပဒေအရတိတ်ပြတ်သားတယ်ဆိုရင်ကျွန်တော်တခွန်းချင်းစီမေးခြင်းတယ်เนาะအဲ့တော့ဟိုကျွန်တော်တို့ပြည်သူလူထုကလည်းမြန်မာနိုင်ငံကဟိုဘယ်လိုလဲစိတ်ပန်းဖြေဖို့လူမှုကွန်ရက်စာမျက်နှာတွေတုံးကြတယ်ပြည်တွင်းမှာနေတဲ့လူတွေကစိတ်ပန်းဖြေဖို့ဟာတာအပေါ်ကကြီးကြတယ်ကျွန်တော်တို့နိုင်ငံကတဖြည်းဖြည်းနဲ့စိတ်ပန်းဖြေရင်စိတ်ထွက်ပေါက်တွေအဖြေရှာရင်လည်းစောက်ပေါ်တွေဖြစ်နေတာကိုကိုမသိကြဘူး နော်ကျွန်တော်မြန်မာကားတွေလိုက်ကြည့်လိုက်နောက်ပိုင်းမှာစောက်ပေါကားတွေများလာတယ်လို့ပဲ Facebook မှာလည်းစောက်ပေါတွေများလာတယ်ကိုထင်တာကိုပြောချင်တဲ့ကောင်လေးဟိုလူစောက်ပြစ်တယ်ဒီလူစောက်ပြစ်တယ်ကိုကြည့်တော့ဗမာနေနေလဲဆိုရင်မဲစောက်လို့ချင်းမိုင်လို့ဟာလာအမေရိကတို့အော်စီတို့မှာနေပြီးတော့ကိုထင်တာကိုပြောကိုလှုပ်ချင်တာကိုလို့မြေပြင်မှာဟိုရဲဘော်ကတော့အလှူခံရဖို့အတွက်ဟိုဟုတ်ရင်လည်းဟုတ်တယ်လည်းပါရင်ပါမယ်မဟုတ်တယ်လည်းပါရင်ပါမယ်သူရဲ့စိတ်ခံစားချက်တွေလည်းရှိချင်ရှိမယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကိုကောက်ယူပြီးတော့ဟိုလူအပြစ်တင်ဒီလူအပြစ်တင်တဲ့ကိစ္စတွေကိုရိုက်လိုက်ပါ နော်အချိန်တိုင်းဖားနေငါနဲ့အကွဲလာမှာအားလုံးကိုကျေးဇူးတင်တယ်အဲကျွန်တော်ဒီငါတော့ဒီလောက်ပါပဲနော်စိတ်ထဲမှာနည်းနည်းလေးလေးလဲအဲပေါက်လာတဲ့အခါကျတော့ကျွန်တော်တို့ကပြောရတာအဲတစ်ခါတစ်